ချက်စီးသင်းကိုအားပေးနေကြတဲ့ကျွန်တော်ရဲ့ချက်စီးချင်းညီကိုမော်လမပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေပေါ့နော်။ဆိုချက်စီပရိသတ်တွေရဲ့ခံစားချက်အတိုင်းပဲကျွန်တော်အနေနဲ့လည်းထပ်တူခံစားရပြီးတော့ကျွန်တော်ကိုယ်တိုင်ကိုဗီဒီယိုတွေကပေါ်ပြောက်ဖြစ်နေတယ်ပေါ့နော်ဆိုတော့နှစ်ပိုင်းပေါ့လေကျွန်တော်လည်းအလုပ်တွေများတာတစ်ပိုင်းကိုချက်စီပြန်ကြည့်ပြန်တော့လည်းအဲတော်တော်လေးကဟိုဝေဖန်စရာတွေကပဲများနေတယ်ပေါ့နော်အဲဝေဖန်ချီးကျူးစရာလေးတွေသူကနေသူဘယ်လန့်စ်ဖြစ်နေအောင်မှအဆင်ပြေပေမဲ့အခုကဝေဖန်စရာတွေကြီးပဲပေါ့ ဆိုတော့လက်ရှိမှာကျွန်တော်တို့အတင်းအတွက်အစိုးဆုံးကဟိုအချုပ်ဖြစ်တဲ့ Marska ဖြစ်နေတာကလည်းတော်တော်လေးကျွန်တော်တို့အတွက်ဟိုပြောစရာဖြစ်လာတယ်ပေါ့နော် Marska အနေနဲ့အထူးသဖြင့်ဒါကြာလာလီတိလာရလီအနေထားကအတင်းကြီးတွေနဲ့တွေ့ရတဲ့အချိန်မှာသူ့ရဲ့အကောင်းဆုံးပေါ့နော်ဒါကျွန်တော်တို့2024ဒီဇင်ဘာမတိုင်ခင် လောက်ရှေ့ပိုင်းကာလပေါ့နော်အဲ့ဒီလိုမျိုးဒါသူ့အကောင်းဆုံးအတင်းကိုဆွမ်းဆောင်ပွေးနိုင်တဲ့အချိန်မှာတော့မာရက်စကာဒီ အသင်းကြီးအချင်းချင်းတွေးပြီးဆိုလို့ရှိရင်ဘာမှမဟုတ်တော့တဲ့ဖားတငယ်လေးလိုဖြစ်ဖြစ်သွားရတယ်ပေါ့နော်ဆိုတော့အဲ့ရတစ်ချက်ကျွန်တော်တို့သတိထားမိလာတယ်အကောင်းဆုံးအချိန်မှတော့မှအဲ့လိုအသင်းကြီးနဲ့တွေးရင်အချိန်လေးကဒီလိုဆိုတော့ကျွန်တော်တော့ပြောမနေနဲ့တော့ပေါ့နော်အဲအဲ့လိုနဲ့ဒါကျွန်တော်တို့ဒီနှစ်ကူးအချိန်မှာတော်တော်လေးချက်စီးသင်းနေနဲ့တိုင်ပတ်တယ်နိုင်ရမယ့်ပွဲစဉ်တွေလည်းမနိုင်တောက်လျှောက်ဆိုလိုလည်းနိုင်ပွဲတွေဇက်တိုက်ဆိုလိုပျောက်ဆုံး ခဲ့တာပေါ့เนาะဆိုတော့အဲ့လိုပျောက်ဆုံးခဲ့ရာကနေနောက်ပိုင်းမှာဘာတစ်ခုထပ်တွေ့လာလဲဆိုရင်မာရစကာရဲ့ကစားသမားတွေပေါ်အတုံးချမှုနဲ့သူ့ရဲ့လက်အောက်မှာ ကစားသမားတွေရဲ့ခြေစွမ်းပိုင်းကတရရိပ်ပြန်ပြီးတော့ထိုးဆင်းလာတဲ့အပိုင်းတွေတွေ့ရတယ်။အများကြီးတက်လာတဲ့ကစားသမားတွေဥပမာဖောမားတို့စန်ချိုတို့လိုကစားသမားတွေတောင်မှနောက်ပိုင်းမှာတော်တော်လေးအအဆင်မပြေလာတဲ့အချက်လေးတွေကိုဒါပြိတ္တတွေကမျက်ဝါးတင်တင်မြင်တွေ့လာတယ်။ ဆိုအဲ့ဒီမှာလဲမာရစကာကိုမိကုန်းထုတ်เสียအချက်ကနှစ်ချက်လောက်ဖြစ်အဲ့ဒီမှာနောက်ထပ်တစ်ချက်ဘာထက်တိုးလဲဆိုလို့ရှိရင်အလူတစ်ဖြစ်ရဒါကျွန်တော်တို့လူထုတ်ပုံထားလိုက်တော့လူစားလဲမှုအပိုင်းပေါ့နော်ဆိုတော့ကျွန်တော်တို့ဘောလုံးပွဲကိုဟိုးကလေးကကြည်လာတဲ့ပရိသတ်တွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ဟိုဟာဒီပြဿနာကိုခံစားမိလိမ့်မယ်လို့ထင်တယ်နီးပြဖာဂူဇန်ကိုပဲကြည့်ကြည့်နီးပြမော်ရီညိုကိုပဲကြည့်ကြည့်သူတို့ဒုတိယပိုင်းမှာ လူလဲပြီဆိုလို့ရှိရင်သူတို့ လူစားလဲမှုဟာအတင်းအတွက်အပြည့်ပြောင်းလဲပေးနိုင်တဲ့ reset ကို ထိမ့်ဖို့ပဲဖြစ်ဖြစ်ချိန်ဖို့ပဲဖြစ်ဖြစ်တာရောက်မှုရှိတဲ့ကျွန်တော်တို့လူစားလဲမှုတွေကို မကြာခဏဆိုသလိုကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့လက်ရှိ Mars Car ရဲ့လူစားလဲမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့တခါတလေကျရင်သူ့မှာလူစားလဲဖို့ဘသူ့ကိုလဲရမှန်မသိဘူးဆိုတော့အခြေအနေမျိုးတွေအထိကိုကျွန်တော်တို့စိတ်ပြတ်ဖွယ်ရမြင်ကွင်းတွေမြင်ရသလိုတခါလေလူချင်းတာတွေကလည်း အဲ့လောက်ထိတိတိမိမိမရှိလာဘူးပေါ့နော်တိတိမိမိမရှိလာဘူးဒီတိုင်းပဲအဲလူချင်းလိုက်ရဆိုတဲ့အနေအထားမျိုးပဲနော်ဒီလူနဲ့ဒီလူကိုချင်းပြီးတော့ကစားကွက်ကိုဘလို့ချင်းမယ်ဘလို့အခင်းချင်းဘလို့စပို့လုပ်မယ်ဆိုတော့အဲ viewer တွေကိုကျွန်တော် strategy တွေကိုမမြင်တွေ့ရပဲနဲ့မဖြစ်မနေမို့လို့သာဘသူ့ကိုလဲလို့လဲရမှာမသိပဲနဲ့အာဒါဘယ်တော့မှမဆိုကွာမနတ်တိုနဲ့ဆန်ချိုလဲလိုက်ကွာနော်ညာမှာဆိုဘသူနဲ့ဘသူလဲလိုက်ကွာဆိုတော့အနေအထားမျိုးလောက်ကြီးက တော်တော်ဆိုးတယ်ပြီးတော့လက်ရှိမှာသူ့အောက်မှာကစားနေတဲ့ကစားသမားတွေဟာအခုချက်စီးကစားသမားတွေကိုဘယ်လိုမြင်လဲဆိုတော့တောင်တောင်ကတော့အာပုံမှန်မှာပဲဘာညာမြင်လိမ့်မယ်တကယ်တကယ်တမ်းမတ်စကာပိုင်ဆိုင်ထားတဲ့ squad မတ်စကာပိုင်ဆိုင်ထားတဲ့ကစားသမားအင်အားဟာဆိုလို့ရှိရင်တော်တော်လေးလုတ်ပြမယ်နိုင်မယ်ဆိုလို့ရှိရင်လုတ်ပြလို့ရတဲ့အခြေအနေမျိုးတွေရှိတယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အပြည့်အဝပေါ့နော်ဆိုတော့ဒါတွေကလည်းမတ်စကာနေနဲ့မဖြစ်သင့်တဲ့ အချက်တွေဖြစ်တယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့လောလောဆယ်ပြဿနာအလုံးရဲ့အချုပ်ဟာဇာတ်မားတွေမဟုတ်ဘဲနဲ့နီးပြဖြစ်နေတယ်ပေါ့နော်နီးပြဖြစ်နေတယ်ဒါပေမဲ့အပြောတော့ကျွန်တော်လည်းမစောလို့ဘူးဘာလို့ဆိုအခုလက်ရှိချိန်ထိကျွန်တော်တို့သတင်းတွေနဲ့ပြန်ပေါင်းဆက်ပြီးတော့ပြောရမယ်ဆိုရင်တော့မာရက်စကာဒီသူ့ရဲ့ထိုင်ကုန်းမှာနေမြဲဆိုတဲ့အတိုင်းပဲရှိနေအောင်မှာဖြစ်တယ်ဘာမှဒါနဲ့ပတ်သက်ပြီးတော့ကပြောင်းလဲမဲ့အနေအထားမျိုးမှာမရှိနေဘူးပေါ့နော်ဆိုတော့အမ်သူနောက်ပိုင်းမှာဒါ ပြင်ဆင်နိုင်မယ်ဆိုရင်တော့လေအတိုင်းအတာတစ်ခုထီတော့ကျွန်တော်တို့မျှော်လင့်လို့ရတယ်ဆိုပေမဲ့အဲသူ့ရဲ့ plan B ကောင်းကောင်းမရှိတဲ့ပြဿနာတွေလူစားချင်းနဲ့ပြဿနာတွေ ਨੇ အာနောက်ပိုင်းဒီပြိုင်မတ်အသင်းတွေကို approach လုပ်တဲ့အနေထားတွေပေါ့ချင်းကတ်တဲ့အနေထားတွေကိုလည်းသူအကောင်းဆုံးပြက်လဲပြီးတော့သုံးသက်တဲ့နေပေါ့နော် ဒီကနေ့ဆိုလို့ရှိရင်လည်းဒါည9:00နာရီခွဲဆိုလို့ရှိရင်ဒါဖူဟန်နဲ့ချယ်ဆီအသင်းတွေ့ဆုံမှုရှိတယ်။အဲ့ဒါပြင်ချယ်ဆီအနေနဲ့လီဗာပူးလိုအသင်းတွေလည်းရှင်ပြိုင်ရအောင်ပါ။ဆိုတော့ပုံမှန်ဆိုရင်ကျွန်တော်ခဏခဏပြောသလိုချယ်ဆီပွဲရှိတယ်ဟဲ့ဆိုလို့ရှိရင်အဲ့ဒီတစ်နေ့လုံးကတက်ကြွနေတတ်တယ်။နောက်ပြီးတော့မှဒါကိုအသင်းရဲ့ result ကိုကြည့်ပြီးတော့အတကုံပြောရတာလည်းရှိသလိုစိတ်ခံစားတာရှိတယ်။ဒါပေမဲ့အခုကျတော့ feeling တွေကပြောင်းသွားတယ်။ဒီချယ်ဆီပွဲရှိတယ်ဆိုရင်ကိုပဲ အာငါတို့အတင်းရတော့ဘာဒီပောက်ကရလုတ်ပြောင်းလဲမသိဘူးကွာငါတို့အန်တကြိတ်ကြိတ်နဲ့လက်သီးတဆုံဆုံနဲ့ဘလို့နေအောင်လဲမသိဘူးကွာဆိုတော့ခန်းစားချက်ကပဲပို့ပြီးတော့ပြင်းပြလာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီညလည်းဖူဟာနဲ့ပွဲစဉ်တော့ရှိပါတယ်ကျွန်တော်ခုနက30မိနစ်မှအတူတကွာအဘိချီရှူကြရအောင်လို့တော့ကျွန်တော်ဖိတ်ခေါ်တယ်ပြီးတော့မှပဲဘာဒီတလွဲတွေလုံးမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်အောင်ပါပေါ့နော်ဒါရှိက if switch နဲ့ဆိုလို့ရှိရင်လည်းဒီလိုပဲဗျာကျွန်တော်တို့ အများကြီးကျွန်တော်တို့မျော်လင့်ခဲ့တာပေါ့နော်ဒါ Ipswich ကိုဒါ Chelsea နေနဲ့တော့လုံးဝအနိုင်ကန်လိမ့်မယ်ဘာလို့ဆိုအခွင့်အရေးကကြီးကြီးမားမားကြီးဗျာ Ipswich ကိုဒါနိုင်လိုက်မယ်ဆိုလို့ရှိရင်အခွင့်အရေးကကြီးကြီးမားမားကြီးရရှိမယ်အနေထားမျိုးကနေပြီးတော့အကောင်းဆုံးအသုံးမချနိုင်ခဲ့ပဲနဲ့ကိုကတော့မှအတကုံပြန်ပြီးတော့လိုက်ကစားရတဲ့ဆိုတဲ့အနေထားမျိုးတွေအထီကိုဒါကျွန်တော်တို့ရုံးကန်ခဲ့ရတဲ့တာဒကားတွေကလည်းရှိတယ်ဆိုတော့เนาะကျွန်တော်တို့ Chelsea ပရိသတ်တွေနဲ့ဒီည Fulham အသင်းနဲ့ပွဲစဉ်ကလည်း อืมစောင့်ကြည့်အောင်ပါဘာလို့ပြောကြရင်လည်း Mars ကနေပတ်သက်တဲ့ Brother New Group ရဲ့အမြင်တွေရှိလို့ရှိရင်လည်းအောက်က comment box ထဲမှာဝင်ရောက်မချက်ပေးရေးသားသွားခဲ့ကြပါဦးခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲ see you next video ပါเนาะ